ပဋ္ဌာန်းခါရများရွတ်ဆိုလို့ရှင်အနတ်အိဗယ်နားလည်မှုမရှိပဲရွတ်ဆိုလို့ရှင် အစွမ်းထပ်ပါလားရှင်ဖျားနောက်တစ်ခုကပဋ္ဌာန်းကိုနေရာရွေးပြီးရွတ်တဲ့နေရာမရွေးပဲရွတ်ပါကအနောက်ရှက်ပေးခံရဲဆိုတာဟုတ်ပါသလားရှင်ဖျားရှင်းပြပြီးတော့မူပါပဋ္ဌာန်းပါဠိတော်များလို့ဒီလိုသုံးသင့်တယ်ပေါ့နော်မှန်ပါဗျာဂါထာဆိုတာဟိုရင်တန်စင်နဲ့ဖွဲ့ထားတဲ့မင်္ဂလာတုတ်တို့မေတ္တာတုတ်တို့လို့ ရေးထားတဲ့ verse လို့ခေါ်တဲ့ကြားရဖြစ်တယ်ပထမပါဠိတော်ကြတော့သူကစုံနိယလို့ခေါ်တော့ပေါ့နော် prose လို့ခေါ်တဲ့ဟာပေါ့မှန်ပါဗျာအဲ့တော့ဒီအသုံးလေးကိုပထမပါဠိတော်ရွတ်ဆိုတာအ내အသေးပဲနားလည်မှုမရှိပဲရွတ်ဆိုရင်ရောအစွမ်းထက်ပါသလားဆိုဒီအစွမ်းထက်တယ်ဆိုတာစမ်းထက်ခြင်းလို့ရွတ်တာမျိုး ဖျားတရားတော်တွေကတော့ဒီလူတွေအတွက်ဒီတရားစွန်းထက်ဖို့ဒီလိုရွတ်တာတော့မဟုတ်ဘူးเนาะမှန်ပါဗျာဒါရွတ်ရင်အစွန်းထက်တယ်ဆိုတာတကူရှိတယ်လို့ဒီလိုဆိုလို့တာမဟုတ်ဘူးเนาะမှန်ပါဗျာအဲ့တော့အနေနဲ့ပဲနားမလဲပဲနဲ့ရွတ်ဆိုရင်ရောကုသိုလ်ရပါသလားမှန်ပါဗျာမှန်ပါဗျာဒီလိုရဲ့အေးတဲ့နာပေါ့เนาะမှန်ပါဗျာရသော်ဗျာရဲ့တရားတော်တွေက အစွမ်းရှိတယ်လို့ဆိုတာဘလို့အစွမ်းရှိတုံးဆိုရသဗျာတရားတော်တွေကိုကြားနာပြီးတော့မျက်မျက်နူးနူးနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာလူတွေသာမကဘူးလက်တွေလည်းပါတယ်ပေါ့မှန်ပါဗျာလက်ပြမတွေလည်းပါတယ်မှန်ပါဗျာအဲ့တော့ဘုရားဟောတဲ့တရားတော်တွေကိုရွတ်ဆိုပြီးဆိုရင်ဒီလက်ပြမတွေကစိတ်ဝင်စားပြီးတော့သူတို့လာတဲ့အခါမှာတခြား မကောင်းဆိုးဝါးတွေကဖယ်ရှားသွားကြတယ်မှန်ပါဗျာတကူကြီးတဲ့ပုဂ္ဂိုလ်လာရင်တကူမရှိတဲ့နတ်တွေဖယ်သွားပြီးဒုက္ခပေးမဲ့ဟာတွေမရှိတော့ဘူးပေါ့နော်မှန်ပါဗျာအဲ့လိုတော့ဖြစ်နိုင်တယ်နော်မှန်ပါဗျာမြတ်စွာဘုရားပဋ္ဌာန်းကိုမျက်မျက်နူးနူးနှာယူထားကြတဲ့နတ်တွေကသူတို့လည်းနားကျင်လို့လာတဲ့အခါမှာသူတို့ရဲ့အရှိန်အဝါတွေပေါ့မှန်ပါဗျာဥပမာပဲရှာလူကြီးတဲ့လူကြီးတယောက်ရောက်လာတယ်ဆိုရင်အလိုလျောက် ဒီသူ့ရဲ့အရှိန်အဝါဆိုရှိတယ်ပေါ့နော်မှန်ပါဗျာအဲ့လိုအရှိန်အဝါမျိုး ဖြစ်တယ်လို့လည်းဆိုနိုင်တယ်။နောက်မြတ်စွာဘုရားရဲ့တရားတော်တွေကိုရွတ်ဖတ်ပူဇော်တယ်ဆိုတဲ့ဒီကုသကောင်းမှုရဲ့အစွမ်းလည်းရှိတယ်ပေါ့မှန်ပါဗျာကုသကောင်းမှုရှင်တဲ့နှလုံးထဲမှာပီတိဖြစ်ပြီးတော့ရွတ်ဆုံမယ်ဆိုရင်ဘုရားကိုပူဇော်မယ်ဆိုရင်ရွတ်ဆုံမယ်ဆိုရင်မှန်ပါဗျာမြတ်စွာဘုရားဟောတဲ့တရားတော်တွေရဲ့လေးနဲ့မှန်ကန်မှုကြောင့် နားမလဲတော့လဲအကျိုးတရားမှုတော့ရှိတယ်လို့ဒီလိုပြောမှာပေါ့နော်အကျိုးတရားမှုဖြစ်ပါတယ်အဲဘာကြောင့်အကျိုးတရားထားတုံးလို့ဆိုသစ္စာပြာဟောတဲ့တရားတော်တွေဟာចောင်းကျိုးစီလျောပြီးတကယ်စစ်မှန်တဲ့တရားတော်တွေဖြစ်သည့်အတွက်ကြောင့်ထိုစစ်မှန်တဲ့တရားတော်တွေကိုနတ်တွေမြမတွေကလည်းပဲလူလူလာလာနှစ်သက်ကြတာဖြစ်တော့ကြောင်းရှင်တဲ့နှလုံးထဲမှာပီတိဖြစ်နိုင်တာဖြစ်တော့ကြောင်းကုသတရားတွေရနိုင်တာဖြစ်တော့ကြောင်း ဒီကုသိုလ်ရတယ်ကုသိုလ်ရဲ့အစွမ်းတော့ရမယ်ကုသိုလ်ရဲ့ကုသိုလ်ရဲ့အစွမ်းကုသိုလ်ရဲ့ကောင်းရိုးချမ်းသာပေးနိုင်တဲ့အစွမ်းတတ္တိတော့ရှိတယ်လို့ဒီလိုပဲမှတ်တင်တယ်ပေါ့နော်မှန်ပါဗျာပဋ္ဌာန်းကိုနေရရွေးပြီးရွတ်တင်တယ်နေရမရွေးရွတ်မိပါကအနှောင့်ယှက်ပေးခံရတယ်ဆိုတာဟုတ်ပါသလားတချို့ပြောကြဆိုကြတာတွေကိုဟောမုန်းလည်းကြားဘူးပါတယ်ကြားတယ်ပေါ့မှန်ပါဗျာဒါဖြစ်နိုင်တာတခုကတော့ဒီလိုပေါ့ ပဋ္ဌာန်းတရားတော်တွေကိုဆန့်ကျင်တဲ့ဘုရားတရားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေနေရာမှာရွတ်တယ်ဆိုပါစို့မှန်ပါဗျာဒီရွတ်မဲ့ဆိုရင်ဆန့်ကျင်မဲ့တော့ဖြစ်နိုင်တယ်တွေးနိုင်တယ်ပေါ့နှောက်ရှက်ပေးတယ်ဆိုအဲ့လိုမျိုးပေါ့မှန်ပါဗျာဥပမာပဲပဋ္ဌာန်းတွေရွတ်နေတယ်ဒီအတန်ချဲဆက်ကြီးနဲ့ရွတ်လို့နားမခံနိုင်လို့ဆန့်ကျင်တဲ့လူတွေရောရှိတာပဲလူတွေမှာမှန်ပါဗျာမှန်ပါဗျာဟုတ်တယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါအဲ့တော့အတန်ကျဲလို့ စัญญမဲ့ဖြစ်တယ်ဆိုတာအဓိပ္ပာယ်တစ်ခုပေါ့နော်မှန်ပါဗျာအဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုမကြည်ညိုလို့ဆန့်ကျင်လို့ဘာသာချင်းမတူလို့မုံတီးတဲ့ပုဂ္ဂိုလ်တွေရတယ်ပဲလူသားကအနှောင့်ယှက်ပေးတာကတမျိုးမှန်ပါဗျာလူတွေမမြင်ရတဲ့တရားတွေထဲမှာလည်းပဲဒီလိုမကြိုက်တဲ့တရားတွေရှိနိုင်တယ်တတ်တယ်ပါဗျာမှန်ပါဗျာမကြိုက်တဲ့ တရဝါဒီကဒါရွတ်ရင်သူတို့အနေထိုင်ခက်တယ်မှန်ပါဗျာဆွေးဆင်းရဲတယ်ဆိုရင်နောက်ရှေ့ပေးနိုင်တယ်ပေါ့မှန်ပါဒါကတော့ပေးနိုင်တဲ့အနေထားရှိတယ်ပေါ့မှန်ပါဒါကြောင့်မို့လို့ပဋ္ဌာန်းရွတ်တတ်မယ်ဆိုရင်မေတ္တာပို့ပြီးတော့အလုံးလက်ခံနိုင်တော့မေတ္တာစိတ်နဲ့ရွတ်ရင်လည်းပိုကောင်းတယ်ပေါ့နော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်ပဋ္ဌာန်းနေဒီဂါရာတွေဖျားကုံတော်တွေရွတ်ဆိုတာအနတ်အိဗ္ဗေနားလည်မှုမရှိပဲရွတ်ဆိုတာ ਨੇ အနတ်အိဗ္ဗေနားလည်မှုရှိပြီးရွတ်ဆိုတာ ਨੇ ကုစုရခြင်းအတူတူပဲလားဗျာကွာခြားတယ် ဒိဗ္ဗေနာမလဲပဲနဲ့ယူဆိုတာတော့သူကဟိုမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ယူလို့ရှိရင်တရားပဲဖြစ်မှာပေါ့နော်မှန်ပါဗျာဒိဗ္ဗေနားလဲလို့ရှိရင်ပညာလည်းဖြစ်တာပေါ့မှန်ပါဗျာပို့ပြီးတော့ဒိဗ္ဗေနားလဲလိုက်လို့ရှိရင်အသိပညာပါပါသွားတယ်။အော်ဘုရားဘာတွေရှင်းပြနေတယ်ဆိုတာကိုနားလဲသည့်အတွက်ကြောင့်တရားရောပညာရောနှစ်ခုစုံသွားတယ်လို့ပြောလို့ရတယ်ပေါ့မှန်ပါဗျာနော်မှန်ပါဗျာအဲ့တော့ပို့ပြီးတော့ တိမိုက်တိပြီးတော့ရွတ်တာပို့ပြီးတော့တမိုးကြီးတယ်လို့ပြောမှာတင်ပါဗျာတင်ပါဗျာ